ဟယ်လိုအားလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေဆိုတော့ Lion Queen မှာသွားကစားတဲ့ Europa League ပွဲကတော့နှစ်ဖက်တစ်ဖက်နှစ်ကိုးစီတည်ကြသွားတယ်ဗောလေ United ရဲ့88မိနစ်မှာ Zigzie ကကိုနဲ့9 9မိနစ်9မိနစ်တောင်အချိန်ကြီးဖြင်းကနေကျွန်တော်တို့ဒါเนาะကျွန်တော်တို့ရဲ့ဒါ Great Great Andre Onana Goalkeeper ကြီးပဲอืมเนาะကျွန်တော်တို့ Double Mistake တွေနဲ့ကျွန်တော်တို့ဒါတူးတူးတည်ကြသွားတယ်ဒါကလည်းပြကျွန်တော်တကယ်တမ်းအဲ့ချီနီတီကိုရောက်မလာခဲ့တဲ့နေထားရည်ဆိုတော့เนาะကျွန်တော်တို့ပြောရတာလဲ ဟိုတသိန်းလုံးအပြစ်မကင်းပါဘူးเนาะဆိုတော့တူတူတေကျသွားတယ်ပေါ့ဆိုတော့ဒီရလက်တီပါတွေရဲ့ကျွန်တော်ဥစားကြည့်ရင်တော့ဟိုဘယ်လိုပြောရမလဲဗျာဒီချီနီကပေါ့เนาะရလက်တီပါတွေရဲ့ကျွန်တော်ကြည့်ရင်တော့အသင်းအနေထားကဟုတ်ကဲ့အဝေးခွင်းမှာတူတူကြတယ်ပေါ့နော်အဝေးခွင်းမှာတူတူကြတယ်ဆိုတော့မစိုးဘူးပေါ့လေကိုယ်အိမ်ခွင်းမှာမြန်ငါတို့တွေတခုခုမြန်တွေ့ရမလားပေါ့နော်အိမ်ခွင်းမှာလည်းဗျာနော်မင်းဒီတွေ့နိုင်အောင်ကလည်းမင်းဘာမှတရားကြီးကမျှော်လင့်လို့မရဘူးအိမ်ခွင်းမှာလေးတည်လားနော်ခဏလေး ားလိုက်မယ်ကွာနောက်တစ်ရက်လူသေးရငါကျန်တဲ့တိတ်မထူးလေနော်နည်းနည်းနည်းလေးကာထားလိုက်မယ်နော်နည်းနည်းကွာအကောင်ကြီးကဒီကောင်ကြီးကြောင့်ကျုပ်ရုပ်ပါနေစီနီယံမကောင်းဘူးเนาะအဲ့လိုမှဆိုတော့အဲ့လိုအဲ့လိုမျိုးဆိုတော့ဗျာဟို ပထမကျော့တည်ဆိုတော့ဒုတိယကျော့ OK ဒုတိယကျော့အိမ်ဝင်လည်းဖြစ်တယ်ဆိုတော့မစိုးဘူးပေါ့နော်ဒါတခုခုတော့မျောလင်းကြတော့ရှိတာပဲလေကျွန်တော်တို့ဒါစူစီတဲ့အမာတို့ကလည်းနော်ရီယဲစူစီတဲ့နဲ့လားဟုတ်တယ်မလားနော်စူစီတဲ့နဲ့တို့ကလည်းကျွန်တော်တို့ဒါပထမကျော့နော်ပထမကျော့အလိုတွေဖြစ်ပြီးတော့ဒုတိယကျော့ဒါကိုအိမ်ခွင်မှာဘလူးပဲပြပြပေါ့နော်အနီကက်မကလို့မင်းအစိမ့်ကပဲတီတီပွားပင်နေရီရတာဘာလဲဖြစ်ဖြစ်တာနောက်တစ်စင်းတော့တက်သွားတာဟုတ်အဲ့လိုမျိုးဆိုတော့ OK အိမ်ခွင်ကြလို့ရှင်တော့တခုခုနော်ဟို ဘူးပြောမလဲဟိုလုတ်ပြနိုင်မလားဆိုတာလေးနဲ့ကြည့်ရမှာပေါ့လေအိမ်ငွင်းဆိုပြီးတော့အပိုင်းတော့တွက်ထားလို့တော့မရဘူးကိုအတင်းကအိမ်ငွင်းလည်းတိုင်ရပတ်နေတာဟုတ်နော်ခုနကအဲဝက်ချောင်းမှာပြောသလိုပဲမီနီကိုအတင်းမတိုင်မချင်းဒီကောင်လေးကဘာမှယုံရတာမဟုတ်ဘူးတီးလားမြန်မာမှာပဲ၃ခုရထားရင်တော့မှဒုတိယက၄ခုလောက်၄ခုလောက်ပြန်ပေးရတဲ့အသင်းမျိုးပြာသိလားနော်အဲ့လိုမျိုးဆိုတော့အချိန်နေရမယ်မဟန်ဘူးဗျာနော်ဆိုတော့အဲ့လိုမျိုးတော့ဒါပြပြောတာဒုတိယချန့်ရှိရပါတော့ဒါအိမ်ဝင်းဖြစ်တယ်အိမ်ဝင်းပြိတ္တတွေကျွန်တော်ရှိနေမယ်နော်ပြီးလို့ရှိရင်ဒါအိမ်ဝင်းအားသာချက်တွေကျွန်တော်ရှိနေမယ်ဒါတော့ဒါတွေးရဆိုတော့မဆိုးဘူးပေါ့လေ ဆိုတော့ဒါကလည်းအချီနေပေါ့ဗျာဆိုတော့ဟိုပထမဆုံးကတော့ပြန်ကျွန်တော်ထပ်ပါတည်ဦးဦးဦးနာဦးနာနိုင်ဦးနာ first line နဲ့မှာပွဲထွက်ခွင့်ရနေတာတွေကတော့ကျွန်တော်ကတော့ဗနောနီးပြအနေနဲ့ဒါနောက်ဆုံးဖြစ်သင့်ပြီပေါ့ဒီလေတခါကြရလို့ရှိရင်လည်းဗျာဒီဒီဂိုးသမားအကြောင်းကျွန်တော်ပြောရင်နည်းနည်းတော့အာယုံတော့စားရတယ်ဗျာတည်လာဘာလို့လဲဆိုတော့ဒီတကယ်ဗျာကျွန်တော်အသင်းကဘယ်လောက်စုတ်လဲဆိုလို့ရှိရင်နော်အသင်းကဘယ်လောက်စုတ်လဲဆိုရင်ဂိုးသမားဂိုးသမားကဗျာ first line နဲ့ဂိုးသမားကနော်ဒီဘယ်လိုပြောမလို့ မကောင်းလို့ဆိုပြီးတော့ဒုတိယနေရာကဂူမကိုနေရာပေးအောင်ကလည်းဒါတကယ်လည်းပဲဒုတိယနေရာကဂူမကကောင်းမနေဘူးဗျာဦးနာနာတော့မကောင်းစရာတော့အကြောင်းမရှိဘူးပေါ့လေတည်တယ်မလားနော်ဒီပုတ်လေးကဒီပဲပဲလေဒီနှစ်ယောက်ကအဲဒီကောယူနိုက်တက်ကမရောက်ခင်ကတည်းကဘိုင်နာကလည်းသူ့ဟာနဲ့သူဒီဘယ်လိုပြောမလဲဖိနာပါကြီးမှာထင်ပါတယ်ကျတော့အရင်မှလားမသိပါဘူးတူတကီလက်ရွေးစင်မှာလည်းတိတ်ပွဲထုတ်ခွင့်မရဘူးထင်ပါတယ်အခုနောက်ပိုင်းဆိုလက်ရွေးစင်မှာတော့မပါတော့ဘူးဗောနော် เนาะမရအဲ့လိုမျိုးဆိုတော့နှစ်ယောက်စလုံးကဘူဘူးချင်းတစ်တစ်ဗျာဒီလည်းလောလောမရအောင်ဖြစ်နေတာဒီလည်းဒါဒါပဲဗျာဒီဒီကောင်ဒီချက်ဘူကောင်းတဲ့အမရှိတော့ဆိုတော့ first line နဲ့အဆင်မပြေလို့ဆိုပြီးတော့အရန်ကကိုသမားကိုလည်းမျှော်လင့်လို့မရအောင်တကယ်တမ်းကကျွန်တော်တို့ကသာအာအာစင်နေတဲ့ပွဲတွေမှာတည်တယ်မလားကျွန်တော်တို့ဒီရှုံးထွက်ပွဲတွေမှာပင်ရီဒီတွေကာကွယ်ခဲ့လို့တည်တယ်မလားကျွန်တော်တို့ကဘိုင်းနာကိုအဲ့လိုမျှော်လင့်ထားကြတာအဆင်ကမပြေဘူးပြောချင်တာကကိုအတင်းမှာကိုသမားဟာဒီချက်ဘူကောင်းတဲ့ကိုသမားကိုခေါ်မရမှာဦးနာနာမကောင်းလို့အဲ့ကောင်ကိုထည့်လိုက်ရအောင်ဟေးဆိုပြီးတော့လည်းမျှော်လင့်လို့ကရမယ်မထင်နဲ့သို့တော့ ဦးနှနာကိုအနာပေးပြီးတော့ဒီကောင်ကိုနော်ပွဲထွက်လူစင်ကိုပြောင်းမယ်ဆိုလို့ရှိရင်ဖြစ်တင်စရာပဲတခုတော့ရှိတယ်ဗောနော်အမိုရင်ကတော့တချို့ပွဲဒီမှာသူ့ဟာနဲ့သူတော့အပြောင်းလေးတွေလောက်လောက်သုံးနေတာပေါ့လေဦးနှနာတို့ဘာလို့ကိုပြောင်းလေးပြီးလောက်လောက်သုံးနေတာကျွန်တော်ရှိတယ်ဘိုင်နာတို့ဘာလို့ကိုပွဲထွက်ခွင့်ပေးနေတာတွေကျွန်တော်ရှိတယ်ဒါအမိုရင်ရဲ့လက်ထက်မှာမြင်ရတာသူတို့မင်းတို့ FIBLA မထွက်ရခင်တို့နော်ယူရိုပါလိရှိအစောပိုင်းပွဲစဉ်တွေတို့ဒါကျွန်တော်တို့ဘိုင်နာကိုမြင်ရတယ်ဗောနော်အင်ဂျူရီပြဿနာသူမထိခင်တိဆိုတော့ကျွန်တော်ကတော့ဘိုင်နာအတွက်ဒါဒုတိယအကြော့ပဲဖြစ်ဖြစ် လာမဲ့ပေါ့နော်ပရီးမီးယားလေးပွဲစီမဲ့ဖြစ်ဖြစ်ချန်ရှိတင်တယ်လို့ပေါ့နော်ကျွန်တော်တို့ဒီထင်နေပေါ့နော်ဦးနနာကဟိုမာတီပြောတာလည်းမလွန်ဘူးဗျာသိလားနော်အဲ့မာတီပြောတာကိုမလွန်တာမလွန်ဘူးဆိုတာသူများတွေပြောကြမလို့သူသူကိုယ်တိုင်ထုတ်ပြသွားတာပဲနော်โอเคမာတီရေမြင့်မှန်နေဆိုတဲ့ပုံစံမျိုးပြောသွားတာကြည့်ပါလားပထမလုံးပေးရတာဗျာကျွန်တော်ပြောစဉ်းစားကြည့်ပေးပေးရတရားအကြောင်းကိုမရှိဘူးပေးရတရားအကြောင်းကိုမရှိဘူးအဲ့လုံကနော်ဟိုဘာမှန်အဲ့ reflex ကလည်းနောက်ကျတရားအကြောင်းမရှိဘူးဗျာသိလား ပြီးတော့ကျအရန်ကြီးရှုပ်ရက်ခတ်နေတဲ့အနေထားလည်းမဟုတ်ဒီကောင်ခေါင်းတိုက်ဖို့မမီဘူးဆိုတာလည်းတွေ့နေရတာပြီးတော့ထောက်လာတဲ့ဘောလုံးကိုမျောရမှာဒါလည်းပဲသူ့ဘေးကနေထောက်သွားတာနော်သူ့ဘေးကနေဖြတ်ပြေးသွားတာသူ့ဘေးကနေဖြတ်ပြေးသွားတာမင်းအဲ့ဒါတော်တော်ကိုတော်တော်ကိုမဖြစ်သင့်တဲ့ဘောနော်အလုံးမျိုးဒါပရိုပရိုတွေကျွန်တော် level တွေမှာဟိုဘလူးမန်ဒါဖြစ်သင့်တဲ့အမှားမျိုးမဟုတ်ဘူးဗျာတိလာနော်အင်းတော်တော်ဆိုးတယ်ဘောနော်ဂိုးသမားအခန်းကဏ္ဍကတော့ကျွန်တော်ပြောင်းလဲသင့်ပြီလို့ကျွန်တော်ထင်တယ် ဆိုတော့ကုသမအကြောင်းပြောရရင်လည်းစိတ်ညစ်ရတဲ့နေရာမှာပါတယ်ပေါ့နော်ကျွန်တော်တို့နေတကယ်ကိုတမိုင်းတစ်ယောက်မှာအဆိုးအဝါဆုံးကုသမကိုကျွန်တော်ကြုံထားရတာမာတီပြောတာမလွန်ပါဘူးသိလားဒါလည်းပဲသူကိုယ်တိုင်တက်တည်ပြသွားတယ်ဆိုတော့တော်တော်တိုင်ပက်တယ်ဆိုတော့ထားပါသားကုသမနဲ့ပတ်သက်လို့တော့ကျွန်တော်ပြစ်တဲ့ဒီလူလူတော်တော်များများလေးနော်โอเคလက်ခံကြလိမ့်မယ်လို့ထင်တယ်ပြဿနာကဘာလဲဒီပွဲရမယ်တသိန်းလုံးကိုညံ့တာတော်တော်လေးကန်ကောင်းတာကဘာလဲဆိုတော့လိုင်ယွန်ကလည်းမင်းကိုဒီဖြင်းတာကိုဒီကောင်လေးလက်လိုက်ဖြင်းတာပဲလိုင်ယွန်ညံလို့ကျွန်တော်တို့ဂိုးဒီမပေးရတာ ဒီဘွဲကကျွန်တော်တို့အနေနဲ့တော်တော်ကန်ကောင်းတာလိုင်ယွန်ဘက်ကဆိုလို့ရှိရင်အဲလာကာဇက်ဝင်လာပြီးတဲ့နောက်ပိုင်းမှာတဖုံဖုံကန်ခွင့်ရတာလာကာဇက်မဝင်ခင်ကကန်ခွင့်အဲ့လောက်မရဘူးမရတဲ့ပြင်ပြီးပြီးရတဲ့ကူကလည်းကြောင်ကူပြီးရတာဗျာကိုရီးယားပြီးရင်လည်းဒီကောင်ကြီးကန်နေလုံးကြီးကဘလို့မှအဆင်မပြေဘူးပြီးရင်အခွင့်အရေးတွေလည်းဒီကောင်ကြီးအဲ့လောက်မဖန်တီးနိုင်ဘူးဆိုလာကာဇက်ဝင်လာပြီးတဲ့နောက်ပိုင်းမှာကန်ခွင့်ညရတယ်ရပြီးတော့လာကာဇက်ကြစ်တအားဖြင်းတာမြင်ကန်နာတွေကအေရီးယားထဲမှာကန်နာတွေထောင်ပြီးကန်နာ နာဂါဇက်ကောချာဂီရူရောမြို့ပြတခြားကောင်တွေရောဒီလားကန်နာတွေဘလူးမန်းစင်မပြေဆိုတော့ကိုအသင်းကတော်တော်ကိုကန်ကောင်းသွားတာဒါပေမဲ့ကိုအသင်းဘက်ကပေါ့နော်ကျွန်တော်ဒီပထမပိုင်းမှာတော်တော်ဆုတ်တယ်ဒီလားကျွန်တော်ပထမပိုင်းမှာတော်တော်ဆုတ်တယ်ဘရော့ဘရော့ဆုတ်လဲဆိုလို့ရှိရင်ဟိုရက်စမန်ဝိုင်လန်တို့ဘာလို့ကဗျာဒီလားကိုလူကိုနောက်ပြန်ပေးတာတော့မှမင်းကွင်းဘေးကွင်းကွင်းဘေးစီးကိုရောက်တော့အောင်ပေးသေးတာစီးရီးထွက်တော့အောင်ပေးသေးတာကွင်းကျဲကြီးနော်ကွင်းရတရေကျဲကြီးပဲဒီလား ။နောက်မျက်စိမိတ်ပြီးတော့မင်းကန်တော့မှမင်းအဲ့ဘလုံးကကွင်းထဲရထွက်ချိန်မှာထွက်မှာအဲ့ကောင်ကအဲ့လိုကိုကွင်းထဲရထွက်ကုန်ထွက်ကုန်သွားတာ။နော်ဇစ်ဂဇီမဟုတ်မင်းအဲ့ဒုတိယကိုရမှာမဟုတ်ဘူး။တေးကြရတယ်။သိလား။နော် resmat ဆိုတေးကြပေါ့ဂူးမရဘူးအဲ့လုံးက။ဆိုတိုက်စစ်မှုတအားကိုညံ့တယ်ဘာမှလှုပ်လို့မရဘူးပေါ့နော်ဘာမှကိုလှုပ်လို့မရဘူးတော်တော်ညံ့တယ်ဂါနာချူလည်းတော်တော်ညံ့တယ်ဒီလားဂါနာချူတော်တော်ညံ့တယ်ဆိုတော့ကျွန်တော်စဉ်းစားလို့မရဘူးဗျာဒီလားကိုကပေါ့နော် space အခြေကြီးလေးရှိနေတဲ့အတန်းနဲ့ဘာလို့ရှေ့မှာရှိတဲ့ defender ကြီးကိုတက်တက်ဝင်တိုးခြင်းရတာတော့ ဟုတ်မလားတယောက်ချင်းကြော်ဖြတ်ခြင်းနဲ့ဗျာလိန်ကြီးနဲ့ခောက်ခြင်းနဲ့လည်းပြောသေးတယ်တိလာတက်တဲ့ဗျာဒက်ဖန်နာကြီးတက်တဲ့ဝင်းတိုးတယ်ဗျာမင်းဘလို့လုတ်ပြီးတော့ဟွာဖြစ်မာတော့ဗျာတော့လွတ်မာတော့အဲ့လုံကအဲ့လိုကြီးတက်တဲ့တိုးမာတော့ဟုတ်တယ်မလားအတိတ်ပဲမရှိဘူးလေဗျာအဲ့လောက်ကြီးညံ့နေတာကြီးကတော့တော့နောက်ထပ်ကျန်တဲ့လူတွေတူတူပဲပထမပိုင်းမှာဆိုရင်ပြောတာတော်တော်ဆိုးတာပထမပိုင်းမှာမင်းကောင်းနေဆိုတာအဲ့ခုနကပြောလန်နီယူရိုတော့ပဲရှိတာယူရိုတော့မှအမှားမလုတ်လို့ဒါပဲเนาะကောင်းတာမို့အမှားမလုတ်လို့တာမန်ပဲ မကွိုင်းရကလည်းဘောလုံးကိုထိမ့်ပြီးတော့သူမျိုးကိုချပေးခဲ့တာတည်းရှိသေးတယ်။မာဇရာဝီကတော့တော်တော်ဆိုးတာ။မာဇရာဝီနဲ့ဒီဘက်ကခုနကကျွန်တော်တို့ဒီဓာလို့တို့ပဲချမ်းတော်လေးဂျုံဂျုံကြတာသီးလားမင်းအဲ့ဘက်ကအေဂျင့်မီပြအဲ့ကောင်ကြီးတို့ရသီးလားဘလို့မှမရဘူး။မာဇရာဝီဆိုလို့ရှိရင်ဘောတော့ဘာတွေဖြစ်နေတယ်လဲမသိဘူးသီးလား။တော်တော်ကိုဆူဆူဆူဝါးဝါးပဲ။နော်တော်တသိန်းလုံးကပထမပိုင်းမှာတော်တော်ညံ့နေတယ်မှာပါတယ်။တော်တော်ကိုညံ့တာတသိန်းလုံးကဒုတိယပိုင်းကျမှသူ့ဟာနေသူဟုတ်လာတာပထမပိုင်းဆိုဘောလုံးကလည်းမရဘူး။ကစားတာဘလို့မှအဆင်မပြေဘူး။ ဒီလားဆိုတော့ဒါကြောင့်ဘာလို့ကျွန်တော်တို့ဒီပွဲမှာတော့ဟိုဘယ်လိုပြောမလဲနီးပြားကလည်းတော်တော်စိတ်ညစ်နေလောက်ပါပြီဒီကောင်တွေကို manage လုပ်ရတာကိုကြည့်ပြီးတော့လေးဒီလားတော်တော်တိုင်ပက်နေလောက်ပြီနော် Bruno Fernandes ကလည်းဘယ်လိုပြောရမလဲဘာဟိုဘလူမြန်ပေါ့နော်ဘဘလူမြန်အုံနောက်တွေကိုအသုံးချနေတယ်တော့မသိဘူးဗျာဒီလားဒီကောင်လေးလေဇီဂီဂျီကိုဖြတ်နေမောပေးလိုက်တဲ့လုံထားပါတော့အဲ့ဒီလုံကလွှဲရင်တကယ်ပြောရရင်စဉ်းစားကြည့်မင်းခုနကရရတယ်ဗျာမင်း free kick ကိုမင်းအိုင်နန်းနေတန်းကန်စရာအကြောင်းကိုမရှိဘူး အသားလေးအီဒီယာဘောက်စ်ကိုမပစ်လိုက်တော့ဘာဖြစ်မှာမို့တော့ကန်ကန်ကြီးအကြောင်းကိုမရှိဘူးဒီလားမင်းအုံနောက်ကမင်းပါရဲတန်းနဲ့အတုံးမချတတ်ဘူးပြဒီလားနော်တတော်တတော်ကိုစူးစူးဝါးဝါးပါအတင်မတွေးတတ်ဘူးမခေါ်တတ်ဘူးပြီးရင်လည်းပဲဥကာဒီဆိုလို့ရှိရင်ပြကျွန်တော်တို့ကခုနကဒီအကုန်နဲ့ပြောနေလို့ပဲကက်ဆမေရိုလေးအသက်ရွယ်ရလာလို့မင်းခေါ်ပါတယ်ဆိုမင်းကအရင်ထွက်သွားရတယ်သိတယ်မလားမကြိုက်ဘူးနော်အဝါကက်ဒီပါလေးယူပြီးတော့အရင်ထွက်သွားရတယ်တတော်ကိုအချီနီစူးတာ တော့အသင်းမှာကတကယ်ပါတကယ်ပါမင်းအဲကောင်းအောင်ကစားနိုင်တဲ့သူဆိုတာပွဲထွက်လူစဉ်၁၁ရောက်တဲ့မှာတော်တော်ကူနည်းခဲ့တယ်ပေါ့နော်ကျွန်တော်တို့တဲ့ဒီအပေါင်းလက္ခဏာဆောင်တာတွေကဘာဖြစ်မလဲကျွန်တော်တို့အနေနဲ့ရှုံးဝဲမရှိခဲ့ဘူးရှုံးဝဲမရှိခဲ့ဘူးဆိုတော့ဒုတိယကျောင်းအိမ်ဝင်းဖြစ်တဲ့အတွက်မျောလင်းချက်ရှိတယ်နောက်တစ်ဆင့်တက်ဖို့ပေါ့နော်မေဆန်မောင်းတို့ပေါ့နော်ဇစ်ဇီတို့မင်းနူးတို့လူစားဝင်လာတာဒါကျွန်တော်လုံးဝ fresh ဖြစ်တယ်ပေါ့နော်ကျွန်တော်ထားပါတော့ဒီဥကာဒီတို့ကိုမင်းနူးဝင်လာတယ်ဗျာ ်ဦးကာလီလိုမဟုတ်ခဲ့ဘူးမင်းနူဦးကာလီကစားတဲ့အချိန်ကြိုင်းနဲ့မင်းနူဝင်သွားတဲ့အချိန်လေးမှာမင်းနူကအများကြီးတက်ရောက်မှုရှိသေးတယ်မေဆန်မောက်ဆိုလို့ရှိရင်လည်း energy ကောင်းနေပြီဒီလားသူကစားသွားတယ်ဒီရမလားဒီကာနာချူလိုလိုမျိုးတွေးခဲ့ရတွေးခဲ့ရတဲ့6ပြည်နေတာမျိုးမဟုတ်ဘူးအများကြီးတော့မဟုတ်ခဲ့ဘူးဘယ်တော့သူတို့လည်းပဲမိနစ်အများကြီးကစားခွင့်ရခဲ့တာမဟုတ်ဘူးကိုဒါကြောင့်ကျွန်တော်ကတော့ဂျိုဂျူဝါဇစ်ဆီကတော့ပြောစရာမလိုကျွန်တော်တို့ကဇစ်ဆီကိုပွဲတော်ထွက်စီခြင်းညတာဆိုတော့မေဆန်မောက်ကိုဘီမေနူနဲ့ဇစ်ဆီတို့ကိုဒုတိယပိုင်းမှာမြင်ရတာကတော့ Eric ဒီ Amorin အတွက်ပေါ့နော်လာမယ့်ပွဲစဉ်ဒီမှာဆိုလို့ရှိရင် သူတို့၃ယောက်ထဲကဘယ်သူကိုပွဲထုတ်ခွင့်စံပေးမလဲပေါ့ zig zig ကပေးလို့ရတယ်မေဆန်မောင်းနဲ့ကိုဝီမီနူကတော့ injury ပြဿနာတွေကြုံနေပြီးမှသူတို့ပြန်လာတဲ့အခါကျတော့သူတို့ရဲ့ minute တွေကိုသူတို့ minute တွေကိုသူ manage လုပ်အောင်မှာပေါ့လေချက်ချင်းကြီးကတော့တုံးမှမဟုတ်သေးဘူးပေါ့နော်အဲကြောင့်ဗာမဲ့ပြပြောအပေါင်းလက္ခဏာဆောင်တာသူတို့ခုနကပြောလို့ပဲတည်ရခဲ့တာတို့ဒီဘက်ကလက်ရှိခုနက main နူတို့ပေါ့နော်မေဆန်မောင်းတို့ကိုပြင်ပြရတာလို့တော့ပဲကျွန်တော်တို့ရှိမယ်ကိုင်းထဲမှာပွဲထွက်လာတဲ့ပွဲထွက်လူကင်း၁၁ယောက်မှာ တာမန်ချီနေတဲ့ပူကောင်လုံနေတဲ့ကစားမှာဘာမှမရှိခဲ့ဘူးတော်တော်တော့ချီနေဆိုးတယ်။ဘာပဲပြောပြောကျွန်တော်ပေါ့နော်ဒါဒုတိယကြောတော့မျောလင်းရမှာပေါ့လေ။ကာနာချူကန်နဲ့လုံးပြားတဲ့ဂိုးကမားတယ်နော်။အဲ့လုံကဆက်သမမင်းကန်နာအောင်မင်းမင်းနဲ့တိလာမင်းထိချက်မှားသွားတာ။ဂိုးသမားကတော့ပုတ်သွားတာအလဲတက်တယ်ကြီးဗျာ။ဒီကောင်ပက်ထရစ်ဒူကူဖြစ်နေမို့ပြလိုက်တယ်ဒီကောင်ပိတ်တယ်ဘေးကြီးနဲ့လားမသိဘူး။နော်ပိတ်ပြီးတော့အာဘာဖြစ်လဲဆိုတော့အောက်ကခြေပေါ်ဝိုင်းနဲ့ထိသွားတာတိလာ။နော်တကယ်တမ်းကအဲ့လုံကဖောင်းကလေးသူပိတ်ပလဲရမှာ။အဲ့လိုလုံးကတော့ခက်ပါတယ်နော်တကယ်တမ်းပြောရရင်ဒါပေမဲ့လို့ပြောနေတာဗျာ။ ထိချက်ကမှားသွားတာသိရမအဲ့လုံကတော်တော်ဟိုကံမကောင်းတာပါနော်ကံမကောင်းတော့ဒုတိယတပ်ပူကောင်းရမှာအတင်းကိုဆွဲချနေတဲ့ဦးရနာပဲပြားတယ်နော်ဘာစိကူးနဲ့မြန်နော်တန်ကရုံးကခေါ်ကလေးတော့မသိဘူးတယ်နော်တန်90တောင်ပေးခဲ့ရတယ်နော်သွားတော့မရှုံးနဲ့ဆွီဆွီပါကီပါလေးမြန်ရလေနော်ဆွီပါကီပါလေးဒီပြစီလဲမဲ့တင်းကျုံးမယ်ဒီနော်နော်တကယ်တော်တော်တော်ဆူပါတယ်တော်တော်ဆူပါတယ်ဒီလားအဲ့လိုဂူးမားမျိုးကိုကျွန်တော်တွေ့နေရတာအဲ့ကြောင့်ပြောတာကျွန်တော်တို့ပုံမှန်ဆိုလို့ရှိရင်ပြား ပြိုင်ဘက်ပရိသတ်တွေပြိုင်ဘက်ကစားမားတွေနဲ့အခြေတင်ဖြစ်ကြပြီဆိုကိုရီးယားကုကစားမားဘက်ကကာကွယ်ပေးနေတာဟုတ်တယ်မလားဒီကောင်ကမဟုတ်ဘူးအာမာတစ်ချအမင်းပြောတာပြောမင်းပြောတာလည်းမားမနေဘူးကောင်ကလည်းဦးနနာကလည်းမာတီပြောတာမှန်ကြောင့်ငါတက်တည်ပြလိုက်မယ်ဆိုတာမျိုးလှုပ်ပြသွားတာသူ့အင်းနဲ့တွေ့တဲ့နှစ်ကိုယ်လုံးအိုက်ကောင်ကြောက်မယ်သိလားအဲ့ဒုတိယကိုကအမင်းကက်စမဲတို့ကစားတာကျွန်တော်ပြောချင်တာကကျွန်တော်တို့အရေးကြီးတယ်ဗျာသိတယ်မလားတီးရနိုင်နေဆိုရဲနိုင်နေရလဲရတဲ့တိုင်းကျွန်တော်သွားမှာ အဲ့ဒါကိုကျွန်တော်ပြိုင်ဘက်အေရီယာဘက်ချက်မှာအလွယ်တကူပြက်တာပေါ်လုံးကသူများကလာမလူသေးဘူးနော်ဝိုင်းထားဦးမယ်ဝိုင်းထားသေးတာအလွယ်တကူပြက်တာဘာလို့သူပေးလိုက်တဲ့ပေါ်လုံးကဖြစ်ဖြစ်ကလေးဆန်ပေးလိုက်တာလေဖြစ်ကလေးဆန်ကျွန်တော်ပေးလိုက်တာအဲ့ကနေစပြီးတော့ပြက်ရင်းနဲ့အဲ့လိုမျိုးစလာတာဆိုတော့အေရီယာဘောက်ဆဲမှာလည်းဘယ်သူမှရှင်းမထုတ်နိုင်ကြဘူးအရေးတဲမှာဂိုးသမားကသူ့တက်တဲ့ကန်တော်လေကျွန်တော်နော်မင်းရလေဟိုပုတ်ထုတ်လိုက်တာနဲတာမဟုတ်ဆိုတော့ဥကောင်းအသားလေးတော့ချစ်လုပ်ပြီးတော့တွင်းသွားလိုက်သေးတယ်ဆိုတော့အဲ့လိုဂိုးသမားကိုချစ်လုပ်ပြီးတွင်းသွားတာဆိုတော့ပြင်းနာက ကိုအသင်းကစားမားတွေမှာကဗောနော်ဟိုဆုံးဖြတ်ချက်ချတာတွေကတော်တော်ကိုတော်တော်ကိုအသင်းတွေအကျိုးယုံလုံးပါတယ်တော်တော်ကိုဟိုစဉ်းစားဉာဏ်ကြီးကျွန်တော်နေလုံးနေဗောနော်ကန်တာတွေကဘောလုံးအောင်တော့မရှိဘူးလို့ပဲကျွန်တော်ပြောရမှာလားလားနှလုံးမဲ့ချင်းချုံနိုင်တာဗျာတဲ့เนาะနှလုံးစလုံးဝင်တာပဲတဲ့တော်တော်တိုင်ပက်တယ်တဲ့เนาะဟိုဘက်ကအဲမညံဘူးเนาะတဲ့ကန်ကောင်းလို့တဲ့ဟိုအခွင့်အရေးတွေမိုးပေါ်ထောင်ကန်ပြည့်နေဟိုကောင်းနေညံ့နေညံ့အဲ့အဲ့ဒါကြောင့်ညံ့နေပြောတာလीเนาะတကယ်တမ်းကဒီကောင်းကြီးဒီထက်ပူ900ရမှာအဲ့ကောင်းကြီးကညံ့နေဆိုတာကစားပုံပြောကိုးသွင်းတာဒါညံ့လို့ ဘိုးသွင်းတာညံ့လို့เนาะကန်ရတဲ့မြအိဒီယာဘောက်ဆဲမှာအလုံးကိုကိုပေါက်တက်အောင်မကန်ဘူးဗျာတဖုံးဖုံးမင်းထောင်းကန်နေတာကြည်ပါလားအဲ့ကောင်ဒီတိုက်စစ်ညံ့လို့မင်းဒီကောင်ဒီကစားပုံအောင်ကောင်းနေတာတိုက်စစ်ညံ့လို့ဒါကိုဒီကန်ကောင်းသွားတာဒီအဲ့ကြောင့်ပြောတာမင်းမင်းလိုင်းယုံဖန်နေတာဆိုမင်းအဲ့လာကာဆက်ကိုဘယ်တော့မှမုံညာဘယ်တော့တင်းနေမလဲမသိဘူးရှေ့တန်းက Resmel White Land ကလည်းဗျာတဲ့ကျွန်တော်ကြည်ဘူးသမား United တိုက်စစ်တွေမှုတွေတမှာအညံ့ဆုံးမဲမင်းဤကာလူလောက်ကိုသုံးမိအောင်ဤကာလူသူတအားကောင်းတာမင်းနော်ဤကာလူလို့ဆိုမင်းအဲ့အငှားလာကစားတဲ့6လာမင်းကောင်းအောင်ကောင်း ်အင်တိုင်းမင်မင်ယူယူကဗာလဲဒီ rest match 2နဲ့မင်မင်ကွာပါအခုတော့ပြန်ခေါ်မင်မင် rest match ထက်တော့မင်းတာလောင်သေးတယ်ဒီလားဒါတော့ကတော့လီယွန်ကတိုင်ပက်နေလို့တယ်အဲ့ဒါပြောတာနော်တကယ်တည်းတကယ်တကယ်တည်းကိုကနဲ့ကိုတကယ်တည်းအချီချီကောင်းနေရမှာပေါ့နော်အခုကွာကွာဟွာမလုံးတာဘာပဲပြောပြောပြောမလဲဆိုတော့ဒီဟိုနည်းနည်းလေးတော့ပေါ့နော်ဒါမရှုံးခဲ့ဘူးဆိုတော့ပဲနည်းနည်းလေးခံတာလေးလို့ပဲကျွန်တော်ပြောရမှာပေါ့ဗျဒုတိယကြောင့်ငါတို့ရှီသေးတယ်ဆိုတဲ့ပုံစံမျိုးနေပဲဒီနော် ။အော်ငါတို့တော့ဒုတိယကျောက်လုံးလို့ရပါသေးတယ်လေ။အချက်အနည်းဆုံးတော့ဗျာတို့ကမျှော်လင့်ချက်မဲ့သွားတဲ့ပုံစံမျိုးကြီးတော့ကျွန်တော်မဟုတ်ဘူးလေနော်။အိမ်ဝင်လည်းဖြစ်တယ်ဆိုတော့လေနော်။အိမ်ခွင်မှာဗျာတဲ့ဦးနန်းနာနဲ့ Whiteland ကတုံးလို့ရှင်တို့ကမှတည်ကြတယ်နော်ပြည်တနာကတော့ဦးနန်းနာကတော့တည်ကြပါတယ် Whiteland ကတော့မတည်ကြဘူးဦးနန်းနာတော့တည်ကြပါတယ်ပွဲထွက်လာမှာနော်ကဲပါဆက်သမားကြီးဆိုတော့ဒါကျွန်တော်တို့ဒီအချိန်ကာလတစ်ခုအတော်အတွင်းမှာကျွန်တော်ပြန်ပြီးတော့အလုပ်တဲ့ watch long ဖြစ်တယ် အဲပြီးလို့ရှိရင်လည်းပဲကျွန်တော်ဒါပွဲပြီးသုံးသက်ချက်တွေ live တွေပိုင်းလည်းမသွားတာကြာကြီးပေါ့နော်ထူးထူးခြားခြားကြီးလည်းဒီညပြောစရာမရှိဘူးဦးနန္ဒအကြောင်းကလွင်ရှေ့မှာလည်းကျွန်တော်ပြောခဲ့ကြပြီးပြီးသားမနေ့လည်းလင်းတော့မယ်ဆိုတော့မနေ့ကျရင်လှုပ်သွားမယ်သူတွေပါညာရှိသေးတယ်ဆိုတော့ကဲပါအိတ်ကြပါအောင်ဆက်တမိုင်းနော်ဆိုတော့ဒါဘူးတူပါလေနော် Swiggy လာပါတော့နော်ဆိုတော့ super chat တွေကျေးဇူးများကြီးတင်ပါတယ်ဆက်တမိုင်းနော်ကျေးဇူးများကြီးတင်ပါတယ်ဆိုတော့မနေ့ပြန်ဗီဒီယိုဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်ကြည့်ရှုအားပေးတဲ့ညီကိုများလုံးကိုကျေးဇူးများကြီးတင်ပါတယ်